တော့လုံးဝပပျောက်နေဒီဒီရပ်ပိုင်းထဲမှာပဲကိုတို့ကဒါနောက်နောက်ထပ်ဆိုတာမရှိတော့ဘူးဒီတစ်ခါအပိတိုင်ဖယ်စားရှင်းလင်းတော့မဟုတ်ဘူးအရေးကြီးတဲ့အချိန်ခါကာလကိုရောက်လာပြီဆိုတဲ့အခါကျတော့ကိုတို့ကပလန် B ကိုကြော်ပြီးတော့ပလန် B နဲ့ C ကိုတစ်ခါတည်းပေါင်းပြီးတော့ကိုတို့အပိတိုင်ဖယ်စားရှင်းလင်းဖို့အတွက်ကိုကိုတို့မကြခင်လှုပ်ဆောင်မယ်ဆိုတဲ့အကြောင်းပွင့်လင်းပြောရင်ကျွန်တော်တို့ကဖိအားကြောင့်မဟုတ်ဘူးတစ်ခါကျတိုက်ဆိုင်လာတာရှိတယ်အများနဲ့တိုက်ဆိုင်လာကျွန်တော်တို့ကဒီအချိန်မှာဒါလုပ်မယ်လို့ကျွန်တော်တို့ကငကိုတည်းရာထားပြီးတာဒါပေမဲ့အဲကျွန်တော်တို့ရာထားတဲ့ကာလနဲ့ တိုက်ဆိုင်မှုလေးတွေကတော့ဒါလေးရဲ့ရှိတယ်ဖိအားကြောင့်မဟုတ်ဘူးကျွန်တော်တို့လုံတိလုံထိုက်တဲ့အရာကြားဖြတ်အထူးနေနေတက်ဖွဲ့ဖွဲ့စီရလဲဆိုတော့တစ်ချက်ကျွန်တော်တို့နိုင်ငံရဲ့ဂုံတိတ်ခါအတွက်နှစ်ချက်ကျွန်တော်တို့ပြည်နယ်ရဲ့ဂုံတိတ်ခါအတွက်သုံးချက်ကျွန်တော်တို့လူမျိုးရဲ့ဂုံတိတ်ခါအတွက်လေးချက်ကျွန်တော်တက်ဖွဲ့ဂုံတိတ်ခါငါးချက်ပါကျွန်တော်အကြီးကြီးဂုံတိတ်ခါဂုံတိတ်ခါငါးခုအတွက်ကိုကျွန်တော်တို့ကကြားဖြတ်နေနေရေးကိုမဖြစ်မနေကျွန်တော်တို့လုတ်ကိုလုတ်ရမယ်ဆိုတော့ကြားဖြတ်အပီရှင်းလင်းမိနောက်ဆုံးစစ်ပွဲဆင်နွှဲမိဟု BGF ကျညာနိုင်ငံတကာဖိအားကြောင့်မဟုတ်ပဲလုတ်တင်ချိန်တန်ပြီးဖြစ်ဟုဆိုရင်းရဲ့ဟိုဟိုသားပါ ဟိုဂျာပြန်တိုက်ဖြတ်ဖို့အကိုတော့ဘယ်လိုမျိုးမိုးဆစီစဉ်ထားတာပေါ့ဘယ်လိုထပ်လုပ်မလဲအခုကျွန်တော်အဲ့ဒီဒီဂျာပြန်တိုက်ဖြတ်ရေးမဆခင်မှာကျွန်တော်ဟိုနည်းနည်းလေးအရှိမနည်းနည်းလေးပေါ့နည်းနည်းလေးကျွန်တော်ရှင်းပြချင်သေးတာရှိတယ်ဒါဟိုရေတော့တခါရှင်းပြခဲ့ပြီးပြီးပေါ့နော်ကျွန်တော်တို့ဒီရွှေကုတ်ကိုကျွန်တော်တို့ကအာနိုင်ငံခြားယဉ်ကျေးမြှုပ်နှံမှုကျွန်တော်တို့စပြီးတော့ဖိတ်ခေါ်တယ်ဆိုတာကကျွန်တော်တို့ဒေတာဖို့ပြိုးတိုးတက်စီခြင်းလို့ကျွန်တော်တို့ နိုင်ငံခြားယူနီမြို့နယ်ကိုဖိတ်ခေါ်ပြီးတော့ကျွန်တော်တို့မြို့ပြလုတ်ခဲ့တာပေါ့နော်နောက်ပြီးတော့အဲ့ဒီရဲ့နောက်ပိုင်းမှာဒီနိုင်ငံခြားတွေကနေပြီးတော့မှသူတို့ရဲ့တိုးတက်တဲ့ဤပညာတွေနဲ့အဲဒီကဘာအပေါ်မှာလူလည်မှုပြုလုပ်လာတယ်ဆိုတာကိုကိုတို့အခုနောက်ပိုင်းမှာတွင်တွင်ကြဲကြဲပြီးသိခဲ့ရတာပေါ့နော်အဲ့တော့ကြာမလို့ကိုတို့ကအခုနေ့အချိန်ခါမှာဒီကဘာကြီးနဲ့အတူနော်ကိုတို့အိန္ဒိယနိုင်ငံတွေနဲ့အတူကိုတို့နိုင်ငံအစိုးရနဲ့အတူ ိုတို့ကဒီ scammer ခေါ်ကြားဖြတ်တိုက်ဖြတ်ရေးကိုကိုတို့အရင်တော့ပြောထားတဲ့ plan A plan B plan C ဆိုတဲ့နေရာမှာကိုတို့အရေးကြီးတဲ့အချိန်ခါကာလကိုရောက်လာပြီဆိုတဲ့ခါကျတော့ကိုတို့ကအခုအဲကိုတို့က plan B ကိုကြော်ပြီးတော့ plan B plan C B နဲ့ C ကိုတခါတည်းပေါင်းပြီးတော့ကိုတို့ဟိုအပြီးတိုင်းဖေရှားရှင်းလင်းဖို့အတွက်ကိုကိုတို့မကြခင်လောက်ဆောင်မယ်ဆိုတဲ့အကြောင်းဟုတ်ကဲ့ဆိုတော့အခုတော့အဲ့ဒီမှာတိုက်တိုက်ဖြတ်ဖို့ကဘယ်လိုအစီအစဉ်ရှိလဲအဲ့ဒါကိုတို့တိုက်ဖြတ်ဖို့ကတော့ လက်ရှိကတော့အကိုတို့ဟိုဒီပြီးခဲ့တဲ့ကာလတုန်းကလည်းအကိုတို့ဒီထိုင်းရဲ့အကိုတို့နိုင်ငံရဲ့အလီဆုံးထိုင်းနေဆက်မှာလည်းထိုင်းဝန်ကြီးချုပ်ဟိုပြောရတာရှိတယ်ဒီပေါ်မှာလည်းကိုတို့လေးစားတံပူးထားပါတယ်အဲ့တော့ဒီနောက်ဒီအကိုတို့ဒီကမ္ဘာတိုက်ကအသီးသီးကလူလာနေတဲ့ဒီဒီဒီကြပြတ်အဖေရှားရှင်းလင်းရေးကိစ္စကိုကိုတို့ကတော့အခုကိုတို့တိုက်ကဒီအစိုးရတာဝန်ရှိသူတွေနဲ့ကိုတို့ဒီပူးပေါင်းပြီးတော့ကိုတို့ကတော့တော့လုံးဝ ပပျောက်နေဒီဒီရက်ပိုင်းထဲမှာပဲကိုတို့ကဒါနောက်နောက်ထပ်ဆိုတာမရှိတော့ဘူးဒီတစ်ခါအပိဒါဖယ်စားရှင်းနေတော့မှာပေါ့ဟုတ်ကဲ့ဒီတစ်ခါတိုက်ခိုက်ပြတ်ဖို့ကဟိုအပိစင်းလိုက်မှာပေါ့နော်ဟုတ်တယ်ဒီခေါမှာကျွန်တော်တို့အပိရှင်းပါဟိုအဲ့ဒီအခုအခုတော့ဖတ်တိုက်ခိုက်ဖို့ကဟိုကေကေပတ်လိုမျိုးခေတ္တပြတ်တနာလားအခုတော့ဒါမှမဟုတ်အခုကအခုတော့ပြတ်ထုတ်ချင်တာလားတဲ့ဒီကိပတ်မဆိုင်ဘူးဒီကိပတ်မဆိုင်ဘူးဆိုတော့ကျွန်တော်တို့ကငကူတွေကမူလကလေးကကျွန်တော်တို့ ဟိုကြားဖြတ်နေနေအထူးတက်ဖွဲ့ရရှိပြီးသားပဲကျွန်တော်တို့အလုံးလောက်ရမဲ့အချိန်ရောက်ပြီကျွန်တော်တို့ကြားဖြတ်အထူးနေနေတက်ဖွဲ့ဟာကျွန်တော်တို့ဒီမြန်မာပြည်သူနဲ့အိန္ဒိယထိုင်းနိုင်ငံပြည်သူတွေအတွက်ရောကဘာကြီးမှာရှိတဲ့ပြည်သူတွေအတွက်တော့ကျွန်တော်တို့တက်နိုင်တယ်လို့ကျွန်တော်တို့အလုံးလောက်ရတော့မဲ့အချိန်ရောက်ပြီကျွန်တော်တို့ရောက်တဲ့အတွက်ကျွန်တော်အလုံးလောက်တာအကိုတို့ရည်ရွယ်ထားတာဟိုဆက်ပေါ့လူကြီးရောဘလောက်လောက်ရှိမလဲအဲ့ဒါအစ်စကက်မှာဖတ်ကိုတော့ကိုတို့ဒီဝန်းကျင်ပေါ့ဒီရှီကိုကိုဝန်းကျင် အဲ့လိုပေါ့ဟိုဟိုနည်းနည်းဒီနည်းနည်းတွေကိုကိုတို့အဲစည်ရင်ရထားတော့တော့1000ကျော်ကျော်2000ပေါင်းကျင်လောက်တော့ရှိမယ်လို့ကိုတို့စည်ရင်ရထားတာအဲ့ဒီဟိုစနိုင်ကန်ကြားသားတွေဘယ်ကြားနိုင်ကန်ဒါတို့ဘယ်နိုင်ကန်တွေပါလိမ့်ရှိမလဲအဲ့လိုတော့ကိုတို့ဒီလက်ရှိဒီစစ်စင်အခုဖမ်းစီးတဲ့စစ်စင်လုံးမှကိုတို့ဖမ်းမိမှအဲ့လိုသိရမှာဘာလို့ဆိုလူဦးရေများတယ်ဝင်ရောက်နေနေတဲ့အဖွဲ့နဲ့ဒီအထက်ကလူဦးရေကထင်ရတာထက်ပိုများသွားရင်တော့ကိုတို့ဟိုတနေ့လေး ထိတ်တရားခတ်တာပေါ့နော်။ဒါကြောင့်လဲဆိုတော့အရှင်းပြောရင်လူဖမ်းတဲ့နေရာမှာလဲသူတို့ကလက်နက်ကင်ထားတဲ့ရန်သူတွေမဟုတ်တော့ဒါကိုကိုတို့ကလက်နက်သုံးကွေမရှိဘူး။အော်ရှင်းရှင်းပြောထိခိုက်တံရအောင်ကိုတို့လုံးလို့မရဘူး။ဆိုတဲ့နေရာမှာတော့အဲသူတို့ဝယုံသုံးကထွက်ပြေးသွားရင်တော့ကိုတို့ထိန်းသိမ်းရတော့နည်းနည်းခတ်တယ်။ဒါပေမဲ့အဲ့အတွက်လဲကြိုတင်ပြီးတော့ဟိုပြောပြထားတာတော့ရှိတယ်။ကိုတို့လုံးလုံးမယ်ဆိုလို့ရှိရင်တော့ဒါလေးတွေတော့ရောက်လာနိုင်တဲ့အကြောင်းပေါ့နော်။ဘာတို့ကချောင်းကူးပြီးတော့ဟိုပြေးကြတာ哦ဒီအခုစကမ်မှာတိုက်ခိုက်ပြဖို့อ่ะ ဟိုအပီးဆင်းလိုက်မလို့လားတဲ့ဒါမှမဟုတ်ဟိုဆက်ပေါ့ဟိုဟန်ဆောင်ပြီးတော့တရုတ်ဆောင်ပြီးတော့လောက်တာလားတဲ့အဲ့ဒါတော့ကျွန်တော်တို့ဒီအချိန်ဒီကာလဟန်ဆောင်တရုတ်ဆောင်လုပ်လို့ရတဲ့အချိန်ကာလမဟုတ်တော့ဘူးကျွန်တော်တို့ကကျွန်တော်တို့ကဒီအချိန်ဒီကာလဟာကျွန်တော်တို့အပြက်ကိုချိန်မောရမယ်ကျွန်တော်ခုနပြောပြီးပြီကျွန်တော်က plan A plan B plan C ဆိုတာရှိတယ်ကျွန်တော် B ကိုကြော်ပလိုက်ပြီကျွန်တော်တို့ C ဆိုတာဒါကျွန်တော်တို့ဇက်သိမ်းမယ် C ကဇက်သိမ်းမယ်ဒီဇက်သိမ်းကိုဒီကြားဖြတ်ဆိုတော့ကျွန်တော်တို့ဒီ ဝီလင်ကိုင်းဟာကျွန်တော်တို့နိုင်ငံကနေပြီးတော့မှနော်ဒီတာကဒီတစ်ခါဆိုရင်တော့အပြီးတိုင်အဲကျွန်တော်တို့ပပပြောက်အောင်လုပ်ရမယ်အခြေရောက်ပြီကျွန်တော်တို့အထူးနေနေတပ်ဖွဲ့အနေနဲ့အဲဒီစကမ်မာကိုကျွန်တော်တို့ဟိုအပြီးတိုင်ချိန်မိုးရမယ်အခြေရောက်ပါပြီလို့အခုအမေရိကန်နိုင်ငံသား PR နဲ့ပါလို့လားအဲ့စကမ်မာတို့အခုတို့ပြန်ပိုက်ခိုက်ထုတ်နေတာဟဲ့ကျွန်တော်တို့ကပြောရင်ပြောရင်ကျွန်တော်တို့က PR ကြောင့်မဟုတ်ဘူးတခါကျတိုက်ဆိုင်လာတာရှိတယ်အများကြီးတိုက်ဆိုင်လာ ကျွန်တော်တို့ကဒီချိန်မှာဒါလုပ်မယ်လို့ကျွန်တော်တို့ကငိုကလေးရာထားပြီးသားဒါမဲ့အဲကျွန်တော်တို့ရာထားတဲ့ကာလနဲ့တိုက်ဆိုင်မှုလေးတွေကတော့ဒါလေးကရှိတယ်ဖိအားကြောင့်မဟုတ်ဘူးကျွန်တော်တို့လှုပ်တိလှုပ်ထိုက်တဲ့အရာကျွန်တော်တို့လှုပ်လှုပ်နေတာဒါဒီကြားပြတ်နေနေအထူးတက်ဖွဲ့ဆိုတာလဲကျွန်တော်တို့ကအခုမှဖွဲ့ခဲ့တာမဟုတ်ဘူးရေဒါမဲ့ဒီအလုပ်ဒီအဖွဲ့ကဒီအလုပ်လုပ်ရမယ့်အချိန်ကိုရောက်လာပြီရောက်လာတဲ့အတွက်ကိုကျွန်တော်တို့ကအလုပ်လုပ်ရှင်ဖြစ်တယ်ဖိအားလည်းမဆိုင်ပါဘူးအဲ့တယောက်ဖိအားနဲ့ပါလာပါလာလေးလားဟဲ့မရှိပါဘူးကျွန်တော်တို့ကျွန်တော်တို့ကိုဟိုဘယ်ဖိအားမှ မဟုတ်ပါဘူးကျွန်တော်တို့ကကျွန်တော်တို့လုတ်တိလုတ်ထိုက်တဲ့အရာမျိုးလို့ကျွန်တော်တို့ကလုပ်ရတာပါ။ဒါအခုဟိုတော်မှာဒီကအစိုးရနဲ့အခု KK ကရင်နယ်ခြားစောင့်တပ် BGF အနေဖြင့်ရွှေကိုဒေတာအတွင်ကြန့်ရှိနေသေးသည့် online ငွေလိမ်လည်မှု scammer ကြားဖြန့်လုပ်ငန်းများကိုအမြင့်ပြတ်ချေမှုမီနောက်ဆုံးစစ်ပွဲကိုစတင်တော်မူဟု BGF ပြောခွင့်ရပုဂ္ဂိုလ်ဒုဗိုလ်မှူးကြီးနိုင်မောင်စောကယနေ့နိုဝင်ဘာ16ရက်တွင် ထုတ်ဖော်ပြောဆိုသည့် BGF ပြောခွင့်ရပုဂ္ဂိုလ်ဤပြောဆိုမှုအရာယခုနှစ်အစောပိုင်းကာလများကတကြိမ်နှိမ်နှင်းခဲ့ပူတော်လဲလက်ရှိတွင် ကြားဖြန့်ခိုင်းများသည့်နေရာချက်ထွင်ခြင်းနှင့်ရှုပ်ထွေးမှုများပြန်လည်ဖန်တီးလာသည့်အတွက်ယခုကဲ့သို့ပြည့်ပြည့်တသားဆောင်ရွက်ရခြင်းဖြစ်ကြောင်းသိရသည်စီမံချက်၃မျိုးနှင့်နောက်ဆုံးအကြိမ်ရှင်းလင်းရေး BGF အနေနဲ့ Plan ABC ဆိုပြီးအစီအစဉ်၃မျိုးချမှတ်ထားပါတယ်ဒါပေမဲ့ အခုတော့စောင့်မနေတော့ပါဘူးပြက်ပြက်သားသားဆောင်ရွက်ရမယ့်အချိန်ရောက်နေပါပြီအိမ်ကြီးချင်းနိုင်ငံတွေနဲ့ကဘာကြီးကိုတိစေချင်တာကကျွန်တော်တို့ဟာ scammer တွေကိုအပိထောက်ခံတာမရှိပါဘူးဟုဒုဗိုလ်မှူးကြီးနိုင်မောင်စောကပြောသည်ရွှေကိုဒေတာအတွင်းလာမည့်ရက်ပိုင်း၌အပိသက်ရှင်းလင်းသွားမည်ဖြစ်ပြီးဤစစ်စင်ရည်သည် ကဘာကမြင်အောင်ပြတ်တသွားမိ BGFE ရည်တည်ချက်ဖြစ်ကြောင်းဟင်းကဆိုသည်နိုင်ငံတကာဖိအားများနဲ့မသက်ဆိုင်ဟုဆိုလက်ရှိ KK ဘက်တွင်မြန်မာဆိုရဘက်ကဝင်ရောက်စီးနှင်းမှုများ American E ဒဏ်ခတ်ပိတ်ဆို့မှု sanctions များနဲ့တရုတ်နိုင်ငံ E ဖိအားပေးမှုများကြောင့်ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်သလားဟုသောမေးခွန်းအပေါ်ဟင်းကညှင်းဆိုခဲ့သည် တကယ်တမ်းကဒါဟာ BGF ကောင်းဆောင်တွေရဲ့ဆန္ဒသဘောထားတာဖြစ်ပါတယ်။မူလကကျွန်တော်တို့ကမြေနေရာငှားရမ်းထားတာပဲရှိတယ်။ scam ကိစ္စတွေကိုလက်ခံထားတာတိမြင်နေတာမျိုးလုံးဝမရှိပါဘူး။ဒါကြောင့်သူတို့ကိုမောင်းထုတ်ဖို့ရည်ရွယ်တာပါ။ American နဲ့တရုတ်ရဲ့ PR တွေနဲ့မဆိုင်ပါဘူး။အချိန်ကြိုက်ဖြစ်သွားတာပါဟုဂင်းကရှင်းပြသည်။ဤသို့ဆောင်ရွက်ရခြင်းမှာကရင်ပြည်နယ်နိုင်ငံတော် လူထု BGF တပ်ဖွဲ့နဲ့ဆွဆွဲခံနေရသော BGF ကောင်းဆောင်များ၏ပုံရိပ်၅ရက်ကိုကာကွယ်ရန်အတွက်ဟုထည့်သွင်းပြောဆိုခဲ့သည်ထိုင်းဆိုရနှင့်နိုင်ငံတကာသို့မေတ္တာရက်ခံချက်လက်တလောခံမှန်းချက်များအရာရွှေကိုမျိုးပြင်ပါနှင့်အချို့နေရာများတွင်ခိုးဝှက်လုကင်နေသူလူဦးရေတသူညသူညသူညမှနှင့်သူညသူညသူညကြားရှိနိုင်ကြောင်းခံမှန်းထားသည်ရင်းတို့ကိုဖမ်းဆီးထိန်သိမ်းပြီးပါကထိုင်းနိုင်ငံဘက်သို့လွှဲပြောင်းပေးသွားမည်ဖြစ်ရာထိုင်းဆိုရအနေဖြင့်ပူးပေါင်းဆောင်ရွက်ပေးရန်နှင့်အကြံဉာဏ်များပေးရန် BGF ကမြစ်တရက်ခံထားသည့်ပြီးခဲ့တဲ့မတ်လစစ်စင်ရေးကလေးကပို့လို့မရပဲကြံရင့်နေသူတရားကြော်ရှိပါတယ်နိုင်ငံ၅ခုကပါသူတို့ကို BGF ကကျွေးမွေးဆောင်ရှောက်ထားရတာ၈လရှိပါပြီနိုင်ငံတိုင်းကိုလူကို ပြန်ခေါ်စေချင်ပါတယ်အိန္ဒိယဖိလစ်ပိုင်တရုတ်တို့လိုမျိုးမြ мян ခေါ်သွားရင်ကောင်းပါမယ်မဟုတ်ရင်ကျွန်တော်တို့စစ်သားတွေကသူတို့ကိုပဲလုံခြုံရေးဆောင်ပေးနေရပြီးတခြားအလုပ်လုပ်ချိန်မရဖြစ်နေပါတယ်ဟုဒူဘုံမူကြီးနိုင်မောင်စောကပြောသည် စရင်များအရမက်လာမဆာ၍လက်ရှိအချိန်ထိနိုင်ငံပေါင်း73နိုင်ငံမှလူဦးရေ9ဦး၊တုညာ9ခုနှစ်ဦးကိုပြန်လည်ပို့ဆောင်ပြီးဖြစ်က28နိုင်ငံမှလူဦးရေ269ဦးကျန်ရှိနေသေးသည်ဟုသိရသည်။ KK ဘက်ပောက်ကွဲမှုနှင့်ထိုင်းဘက်ချမ်းထိခိုက်မှု KK ဘက်ဘက်တွင်အဆောက်အဦများဖြစ်စီမှုကြောင့်ဖြစ်ပေါ်လာသည့်ပောက်ကွဲမှုများကထိုင်းဘက်ချမ်းရှိနေအိမ်များကိုထိခိုက်စေခဲ့သည့်ကိစ္စနှင့်ပတ်သက်၍တပ်ဆိုင်ရာအစိုးရနှင့်ညှိနှိုင်းဆောင်ရွက်နေကြပြီး BGF အနေဖြင့်လည်းမြမအစိုးရနှင့်ထပ်မံညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။လာမည့်ရက်ပိုင်းအတွင်းကြားဖြတ်နိုင်နေရေးစစ်ဆင်ရေးကိုအများပြည်သူမြင်တွေ့ရမည်ဖြစ်ကြောင်း BGF ဘက်ကအသိပေးထားသည်။ဘာမှအဲ့လိုဖြစ်အားနဲ့ပါလာလဲ။ဖြစ်အားရေလို့ပြောမယ်ဆိုလို့ရှိရင်တော့ဒီဝီလိန်ဂိုင်းဆိုတာကတကဘာလုံးရဲ့ဖြစ်အားရှိတယ်။တကဘာလုံးရဲ့ဖြစ်အားဆိုတဲ့နေရာမှာအစိုးရရဲ့ဖြစ်အားမဟုတ်ဘူး။ပြည်သူအားလုံးရဲ့တကဘာလုံးရဲ့ရှိတဲ့ပြည်သူအားလုံးရဲ့ဖြစ်အားဆိုတာဖြစ်အားလို့ပြောမယ်ဆိုလို့အားလုံးရဲ့ဖြစ်အားရှိပါတယ်။ ဆိုတော့ကျွန်တော်တို့ကဒီပြည်သူတွေနေစင်နေအမျှဒီလိုဖြစ်နေတယ်ဆိုတော့အရင်ဆုံးကတော့ကျွန်တော်တို့အဲ့လောက်ထိတက်တက်ဝင်ဝင်အဲတည်တည်ချာကိုတကယ်မသိခဲ့တာခုနောက်ပါတဖြည်းဖြည်းဖြည်းနဲ့တော်တော်လေးခြေပြန့်လာတယ်ဗျခြေပြန့်လာတယ်ဆိုတော့ဒါကြီးကမဖြစ်သေးတော့ဘူးလို့ကျွန်တော်တို့ကဒါအခြေခြေခါခါကျွန်တော်တို့ဆွေးနွေးပြီးတော့ကျွန်တော်တို့အထူးတက်ဖွဲ့ရတော့အခုကျွန်တော်တို့ဒီမူလအစီအစဉ်ထားတဲ့အစီအစဉ်ကိုကြော်ပြီးတော့ကျွန်တော်နောက်ဆုံးအစီအစဉ်ကိုကျွန်တော်တို့အကောင့်ထည့်ဖို့ကျွန်တော်တို့စတင်လုပ်ဆောင်ရဖြစ်ပါတယ်နောက်ပြီးတော့ဟို BJ အရာရှိတယ်အဲ့လိုမျိုးပါနော်အဲ့ဒီသူတို့ဖြင်းအားဟိုဆက်ပေါ့ကေတနာမျိုးမျိုးစတဲ့ခါကျတော့အဲ့လိုမျိုးအခုတို့လာလာလာဖြည့်စင်းတာလာလာတိုက်ခိုက်တာလာအဲ့လိုမျိုးပေါ့음ဘယ်လိုတိုက်ခိုက်တာလဲအခုတို့အဲ့ဒီလူကြီးပဲပိုက်ဆိုင်ရပါတော့တကြောတော့ဟိုဆက်ပေါ့နော်အဲ့မှာလူများပြင်းအားလာတဲ့ခါကျတော့အခုတို့ထွက်လာပြီးတော့လာတိုက်ခိုက်တာလာအဲ့ကစကက်မှာပေါ့မဟုတ်ဘူးကျွန်တော်တို့က လကူလေးကအကူကကျွန်တော်လူကြီးရဲ့မူဝါဒရှိပြီးသားရှိပြီးသားလောက်ရမှာလောက်ကိုလောက်ရမှာဟိုဟိုကျွန်တော်လူကြီးတွေကိုဖိအားပေးလို့မဟုတ်ဘူးဒါကတိထားမဲ့အရာပဲလေဒါကကျွန်တော်တို့တိထားပြီးသားဒါပေမဲ့ဒီစကန်မှာလည်းကျွန်တော်တို့ကြီးခဲ့နေတယ်လေအခုကတော့မျိုးစုံပေါ်ကြာတတိယမှာတော့မျိုးစုံတွေထွက်နေတာပေါ့ဒါပေမဲ့ဟိုတခုရှိတာကအဲကျွန်တော်တို့ကဒီလူငယ်လေးဒီလူငယ်တွေရှယ်ယာရယူထားခြင်းကျွန်တော်တို့မလုပ်ထားဘူးမလုပ်ထားဘူးကျွန်တော်တို့ကဒီဒီမြေကြီးဒီမြေကြီးအပေါ်မှာပဲဒီအဆောက်အဦးဆောက်ပြီးတော့မှနေခွေပေးလိုက်တဲ့အပေါ်မှာပဲ အဲဒါနည်းနည်းပြဿနာရှိသွားတယ်ဒါကြောင့်မလို့ကျွန်တော်တို့ပြည်ကြီးပေါ်မှာပြစ်မနေတော့ဘူးကျွန်တော်တို့ကတော့တခါတည်းဟိုဒီကိစ္စကိုအပြီးတိုင်ရှင်းလင်းမှရတော့မယ်ဆိုတဲ့အနေအထားမျိုးကိုလည်းအဲကျွန်တော်တို့ကအခြေအခြေခါခါတင်ပြပြီးတော့အခုဒီနေ့ကျွန်တော်တို့အကောင့်ထဲပေါ်ဖို့လုပ်လာတော့ဗောနော်ဒါရှင်းပြောဖိအားတဲ့တိုက်ဆိုင်သွားတာလည်းပါတော့ဗောအခုတော့ဟိုအခုတော့ဒီနေ့ဆန္ဒအခုလောအဲ့စကမ်ပါလေတိုက်ခိုက်ပြဖို့နောက်ပြီးတော့လူများဟိုအာ BF ဘောက်ဆောင်ဟိုဥစားပါမကောက်ကြောင်းနဲ့ပျော်နေဟာလေအခုလော အကိုတို့ပြနိုင်အောင်အကိုတို့လုတ်ပြနေပြမှာပေါ့လားအဲ့လိုမျိုးပုံစံဖြစ်နေမှာကျွန်တော်တို့ကအခုရှင်းရှင်းပြောရင်ကျွန်တော်ဟိုးကျွန်တော်ကျွန်တော်ပြောခဲ့ဘူးတယ်ကျွန်တော်တို့ဘာကြောက်ဒီဈာဖြတ်နှိမ့်နေရလဲဈာဖြတ်အထူးနှိမ့်နေတက်ဖွဲ့ဖွဲ့စီရလဲဆိုတော့တစ်ချက်ကျွန်တော်တို့နိုင်ငံရဲ့ဂုံတိတ်ခါအတွက်နှစ်ချက်ကျွန်တော်တို့ပြည်နယ်ရဲ့ဂုံတိတ်ခါအတွက်၃ချက်ကျွန်တော်တို့လူမျိုးရဲ့ဂုံတိတ်ခါအတွက်၄ချက်ကျွန်တော်တက်ဖွဲ့ဂုံတိတ်ခါဒီဂုံတိတ်ခါ၄ခုနောက်ပြီးတော့၅ချက်ပါကျွန်တော်အကြီးကဲဂုံတိတ်ခါဂုံတိတ်ခါ၅ခုအတွက်ကိုကျွန်တော်တို့ကဒီ ရပြတ်နေနေရေးကိုမဖြစ်မနေကျွန်တော်တို့လုတ်ကူလုတ်ရမယ်ဆိုတဲ့အချိန်ပေါ့နောက်ကုံချက်ပါလေသုံးချက်ကတော့တစ်ကနိုင်ငံအတွက်နိုင်ငံအကုန်တစ်ကနှစ်ချက်ကပြည်နယ်အကုန်တစ်ကသုံးချက်ကလူမျိုးရအကုန်တစ်ကလေးချက်ကတပ်ဖွဲ့ရအကုန်တစ်ကငါးချက်ပြည်ပြည်ကြီးကအကုန်တစ်ကအခုဒီတိုက်ခတ်တိုက်ခိုက်ပြဖို့ကအဲ့ဒီစကမ်မှာဖွဲ့လို့အခုယူရီးယားနဲ့ကန်မှာမာရီညွန်ကြားမှာမာရီပြောချင်လို့လေအဲ့ဒါလက်ရှိကတော့ကျွန်တော်တို့ကတော့အမိစက်ဆုံးကတော့ထိုင်း နိုင်ငံနဲ့ကျွန်တော်တို့အနီးစပ်ဆုံးကျွန်တော်တို့နေထိုင်တာဖြစ်တယ်။နံပါတ်၁ကတော့ကျွန်တော်တို့ကတော့လက်ရှိဒီအဲကြားဖြတ်နေနေရေးမှာလက်ရှိကျွန်တော်တို့နိုင်ငံအစိုးရကနေပြီးတော့ကျွန်တော်တို့ဥဆောင်ပြီးတော့လောက်တာဖြစ်တော့ဗောနော်။အဲ့တော့ဒီဆိုရဥဆောင်ဘူးနဲ့ကျွန်တော်တို့ပူပေါင်းဆောင်ရွက်တယ်။နောက်ပြီးတော့အင်ဂျင်ချင်းထိုင်းနိုင်ငံရဲ့အကြံဉာဏ်တွေနဲ့လေကျွန်တော်တို့ပူပေါင်းဆောင်ရွက်မှုတွေပေါ့နော်ကျွန်တော်တို့လည်းလက်ရှိအကြံဉာဏ်တွေရယူပြီးတော့မှကျွန်တော်တို့အကောင်းဆုံးပူပေါင်းဆောင်ရွက်သွားမယ်လို့ဟုတ်ကဲ့။ဟိုအခုတော့စပြီးတော့ဟိုပြအဲ့ဒီမှာတိုက်ခိုက်ချက်ပေါ့ တခြားကနိုင်ငံသားတာပါနဲ့ခါကြတော့အကိုတို့ဘယ်လိုပဲညွန်ကြားချင်တယ်ဘယ်လိုပြောချင်တယ်တဲ့အေးအကိုအကိုဆက်ဖမ်းမှလည်းလူတယ်အေးတကယ်ပေါ်လာပြီးတော့အဲ့ဒီနိုင်ငံသားတာကိုအကိုတို့ဥပမာအဲ့မှာတရုတ်ပဲဖြစ်ဖြစ်ညိုရီးယားပဲဖြစ်ဖြစ်အကိုတို့အဲ့သူတို့ဘက်ကိုဘယ်လိုညွန်ကြားချင်တယ်တဲ့လက်ရှိရတော့အမြန်ဆုံးပေါ့ကျွန်တော်တို့ကအခုပြဿနာကကျွန်တော်တို့ကသူစဖမ်းတဲ့အချိန်ကနေ အဲအခုချိန်ထိပေါ့နော်ကျွန်တော်တို့ဟိုစကန်မှာစပြီးတော့မှနေနေစလုပ်တဲ့အချိန်ကနေအခုချိန်ထိလက်ပြမခေါ်သေးတာကလူ100ကျော်ရှိသေးတယ်လူ100ကျော်ရှိသေးတယ်လုံးလုံးမခေါ်တာက9နိုင်ငံရှိတယ်လုံးလုံးကြီးကိုလုံးလုံးကြီးကိုမခေါ်တာ9နိုင်ငံခေါ်ဖို့အခုချိန်ထိကြံနေတာ100ကျော်ရှိတယ်ပေါ့ဒါပေမဲ့ဒီနေ့ချိန်ထိမှာအဲလက်ရှိအခုလွှဲဖို့ကြံတာက1269ဦးရှိတယ်ဒါလွှဲဖို့ကြံနေတာပေါ့နော်ဒီကျွန်တော်ကိုဒီတောင်ဆုံးခေနေပါမှာ1100နော်ဟုတ်ကူတို့ ဆက်ဆချင်းကလေးကဟိုမူလအဆကလေးကအခုချိန်ကြီးကိုလက်မခေါ်တာ100ကျော်ရှိတယ်။အော်တက်တဲ့ပฏิပတ်การครั้งแรกมีประมาณ100กว่าคนที่100กว่าคนยังไม่มารับเลยครับအဲ့ဒီမှာမှအဲ့ဒီမှာမှလုံးဝလက်မခေါ်တာကငားနိုင်ရ။အခုလက်ရှိအခြေအနေအထိမှာအခုတို့တောက်လျှောက်တောက်လျှောက်ဖမ်းနေတဲ့အခြေအနေအထိမှာအခုလက်ရှိအခြေအနေအထိမှာအခုတို့လက်ထဲမှာဦး1269ခုကြံနေတယ်။အဲဆီးရီးယားလီယွန်ဘူဘူရန်ဒီခိုရိုခိုကူအတူတူကူတူကူဘီနင်း တူပူပြီးလေอืมအဲ့ဒီငါးနိုင်ငံကတော့ဟာပထေလုံးဝစားရောက်ကလေးကလုံးကျန်တဲ့နိုင်ငံတွေကတော့နိုင်ငံပေါင်း40အခုတော့ကိုစားပေါ့စားပြီးတော့ပြန်ပို့တော့မှာပေါ့ဗျပို့နေတယ်ပို့တောင်းချောက်လဲတောင်းချောက်ပို့နေတာအခုဆက်ဆက်ကလေးကအခုချိန်ထိလဲတောင်းချောက်ပို့နေတာမရက်သွားဘူးတောင်းချောက်ပို့နေအခုကကိုတို့လွှဲပြောင်းပြီးတဲ့နိုင်ငံကလွှဲလွှဲပြောင်းပြီးတဲ့နိုင်ငံက73နိုင်ငံအခုလက်ရှိလွှဲဖို့ကြံတာ29နိုင်ငံအခုကအဲ့လိုမျိုးကသူတို့နိုင်ငံတွေသူတို့လူလာပြန်မြန်မြန်လာယူနေတော့ကိုတို့ ဟိုပို့ကောင်းတာပေါ့ပို့ကောင်းတာပေါ့ဘာလို့လဲဆိုတော့ဒီထဲမှာဥမာအိန္ဒိယလိုမျိုးတရုတ်နိုင်ငံလိုမျိုးအဖိလစ်ပင်းလိုမျိုးအဲ့လိုမျိုးဟိုအမြန်ဆုံးဟိုအဲ့လိုပေါ့ကိုယ့်နိုင်ငံသားတွေအခေါ်တာခေါ်တာမြန်အမြန်ဆုံးနိုင်ငံတွေပေါ့နော်အဲ့အဲ့လိုမျိုးခေါ်ပေးနိုင်ရင်တော့ပိုစင်ပြေတာပေါ့ပိုစင်ပြေတာဘာလို့ဒီမှာဟိုမင်း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 ဖြတ်သွားမင်းမင်းရှင်းသွားတာပေါ့နော်ဟုတ်အကူအဟိုဘာမပြရဆိုဆိုရပါဟိုဘုံမြောင်းလာတော့ဘာတော့ဟိုစပါ ဟိုစကမ်မှာတိုက်ခိုက်ဖို့သူတို့နဲ့ကြီးညာထားတယ်မဟုတ်လားဟုတ်တယ်အခုလည်းလက်ရှိကျွန်တော်တို့ဒီနိုင်ငံတော်အစိုးရနဲ့အတူလက်တွဲပြီးတော့ပဲကျွန်တော်တို့လှုပ်ဆောင်သွားဖို့နေဒီကိစ္စတွေရှိပါတော့ဟုတ်ကဲ့